်မင်္ဂလာပါရှင်ကျမကေခိုင်ပါဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရရဲ့စကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ဟာစတင်ဘာလ25ရက်နေ့ကစလို့အစာအိမ်နဲ့ဦးလန်းချောင်းရောဂါကြောင့်မက်ဒလင်းစီယုံကြီးမှာစိတ်ကူတာမှုခံယူနေတယ်လို့နှိဆက်သူတွေကပြောပါတယ်။မြင်းချက်ထောင်မှာအကျဉ်းချထားတဲ့ဒေါက်တာမြင့်နိုင်ဟာစတင်ဘာလ30ရက်နေ့အထိစိတ်ကူတာမှုခံယူနေတုန်းဖြစ်ပြီးနှလုံးမှာဆက်ထစ်ထားတဲ့အချိန်ကြာမြင့်ပြီးဖြစ်တာကြောင့်မောနေပြီးတော့ဆေးဆက်လက်ကူတာခွင့်ရဖို့လိုအပ်နေတယ်လို့သိရပါတယ်။ ဒါအပြင်ဒေါက်တာမြင့်နာရဲ့ဦးလန်းချောင်းမှာအဖူးတွေတွေ့ပြီးယောဂအခြေအနေအသေးစိတ်တော့မသိရသေးဘူးလို့မိသားစုနဲ့နေဆက်သူတယောက်ကပြောပါရယ်ဒီကိစ္စနဲ့ပတ်သက်လို့ဝန်ကြီးချုပ်ဒေါက်တာမြင့်နာရဲ့စနင်းကို DVB ကအော်တိုဘာလာ၁ရက်နေ့မှာဖုံးခေါ်ခဲ့ပေမဲ့အဆက်အသွယ်မရသေးပဲဒီကနေ့အခြေအနေအပါအဝင်မိသားစုနဲ့တွေ့ခွင့်အရာမရာကိုလည်းမသိရသေးပါဘူး NLD ဘဟုအလို့အမှုဆောင်အဖွဲ့ဝင်တယောက်လေးဖြစ်တဲ့ဒေါက်တာမြင့်နိုင်ကိုစစ်တပ်ကအဂတိ9မှုအပါအဝင် စုစုပေါင်း10မှုနဲ့ဆွဆွဲက1025 5နှစ်ချထားတာဖြစ်ပါတယ်။2020ခုနှစ်ဩဂတ်လ2ရက်နေ့မှာတော့မွန်ရော်ထောင်ကနေမြင်းချန်ထောင်ကိုပြောင်းရွှေ့ခဲ့ပါတယ်ရှင်။နေပြည်တော်ကောင်စီအနေနဲ့ပြည်မနာမြို့နယ်တစ်ဆိတ်ပင်လျှော်ထိန်မှာစစ်တပ်ခွင့်ပြုချက်နဲ့တိစောက်နေတဲ့ဗလီကိုကက်ကွက်တားဆီးခဲ့တဲ့အမျိုးသားရဲ့လှူရှားသူတွေနဲ့တန်ခါတချို့ကိုစစ်တပ်က စတင်ပါလာ30ရန်တွေကခေါ်ယူစစ်ဆင်နေတယ်လို့မြို့ခန့်တွေစီကသိရပါဗျာ။ ။ဗလီတီစောင့်နေတာကိုကက်ကွက်ဆန္ဒပြဖို့လုံနေသူတွေဖန်ဆီးခံခဲ့ရပြီးဆရာတော်ကြီးတွေတောင်းမယ်လို့ပြန်လို့ပေးလိုက်တယ်လို့မျိုးခန့်တယောက်ကဒီပူပီကိုပြောပါတယ်။အမုံဖွင့်မှုဖွင့်ကိုတော့မသိရသေးဘူးလို့လည်းသိရပါတယ်။နေပြီးတော့ကောင်းစီနေမြေပြင်မနာမျိုးမှာဗလီတီစောက်တဲ့ကိစ္စကိုရွှေအင်တော်မဟာစီရိတ်သားကြောင်းတိုင်းသိစိတ်မင်းကြောင်းတိုင်းဝေလူဝံကြောင်းတိုင်းရှေဟောင်းကြောင်းတိုင်းမစိုးရင်ကြောင်းတိုင်းနဲ့ဓမာစရိယကြောင်းတိုင်းတို့ကဆရာတော်6ပါးကဖြတ်သိမ်းပေးဖို့တောင်းဆိုခဲ့ရလို့နေပြည်တော်တရင်အရေးမြစ်ကဒီပူပီကိုပြောပါတယ် 2024ခုနှစ်ဧပြီလ7ရက်နေ့ကစစ်ကောင်းဆောင်ကဗုဒ္ဓဘာသာနဲ့အင်္ဂလိပ်ကခရီးယန်၊ကက်သလစ်ခရီးယန်၊နစ်ချင်းခရီးယန်၊ဆွန်နီအစ္စလမ်၊ရှီယာအစ္စလမ်၊ဟိန္ဒူဘာသာတွေကကိုယ်စားလှယ်တွေကိုနေပြည်တော်ကိုဖိတ်ပြီးဘာသာရေးအဆောင်တွေတည်ဆောက်ဖို့မြင်နေရတွေပေးအပ်ခဲ့တာဖြစ်ပါရဲ့ရှင်။ကရှင်ပြည်နယ်ဗမော်မြို့ပေါ်ကတိုက်ပွဲတွေလက်နက်ကြီးပစ်ခတ်မှုတွေလေကြောင်းနဲ့ဒရုန်းပုံကျဲမှုတွေကြောင့် နေရဲဆုံးခွာပြီးမန္တလေးတိုင်းထဲကိုခိုလွန်လာသူတတောင်ဝင်းကျင်ရှိပြီးအခုအညီတွေလည်းလိုအပ်နေတယ်လို့ကုညီနေသူတွေနဲ့ဆစ်ဆောင်တွေကပြောပါရယ်ဗမော်ဆစ်ဆောင်တွေက2024ခုနှစ်ဒီဇင်ဘာလဇန်ပိုင်းလောက်တည်းကမြို့ကနေထွက်ခွာလာခဲ့ကြပြီးတနင်္လာနေ့ပါကြာလာတဲ့အထိအခုအညီနဲ့အထောက်အပံ့နေမရပဲစာဝတ်နေရေးအပြင်ကျန်းမာရေးဆိုင်ရာအခက်အခဲတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ကောင်းချီပါရောက်နေတော့လူလူလူကျင်းနေဆိုတော့ ကျွန်တော်တို့ဒီဒီမလုပ်ချင်တာဒီဒီတော့မအီလောင်စုက1800ကျော်လောက်ရှိတယ်ပေါ့ပြင်းနေတာကွာအိမ်မှာပို့ပေးပါတယ်နိုင်ငံကဖွဲ့စည်းပြီးအိမ်မှာရုံးဆိုင်ထားတဲ့ဖွဲ့စည်းပြီးကျွန်တော်ကြိုက်တာအတင်းနေနေတာဒီနေတာရှင်းနေတာပို့ပေးတာဒါပေမဲ့ဒီထောက်ပံ့ပေးတာမျိုးရခုဒီမရှိသေးဘူးပေါ့ဗျာတော့ဒီပြင်းနေတဲ့အချိန်ဆိုလမ်းလေးမှာဆိုရင်တော့တချို့ဖုန်းဆောင်တဲ့ကြောင်တက်လို့လည်းကြောင်ငကြောင်တုံးကြောင်တလောက်တော့ဆပြီးမှအဲ့လိုပဲထောက်ပံ့ပေးတာလည်းရှိရမယ်ပြောရမယ်ဆိုဒီ ဟိုကာဘာဖြစ်တော့ဟိုမျိုးထောက်ပံ့ပေးရမျိုးဟိုပူတီမရှိသေးဘူးလေလူရှိတာခံရလို့ရအိမ်အောင်စု1800ကျော်လူဦးရေတပေါင်းဝန်းကျင်ဆိုတာကတော့မက်လ28ရက်နေ့ငလင်မလုတ်ခင်မန္တလေးတိုင်းနယ်ကိုစစ်ရှောင်လာသူတွေရဲ့စည်ရင်းဖြစ်ပြီးအများစုကတော့မန္တလေးမြို့နယ်ပြင်ဦးလွင်ဘက်တွေကိုတင်းရှောင်နေကြတာပါအိမ်ငါးနေထိုင်သူတွေလည်းရှိပေမဲ့အများစုကတော့ဘုံကြီးကျောင်းလေးမှာခိုးလုံနေကြပြီးမန္တလေးမြို့မှာဆိုရင်စစ်ရှောင်နေနေထိုင်တဲ့ ဘုံကြီးကျောင်း30ကျော်လောက်စည်ရင်ပြည့်စုထားနိုင်တဲ့အကြောင်းကုညီသူတွေကပြောပါရယ်။၂024ခုနှစ်ဒီဇင်ဘာ6ရက်နေ့တည်းကဗမော်ကနေမန္တလေးမြို့စီကိုခိုးလွန်လာတဲ့အမျိုးသမီးတယောက်ကတော့ဒီကနေ့အချိန်ထိဗမော်ဖောင်ဒေးရှင်းနဲ့တုံညာဒုက္ခလိုဒေသခံလူမှုကွန်ရက်ရဲ့အသင်းလေးစီကပဲထောက်ပံ့မှုရခဲ့ဘူးပြီးနေစဉ်ရက်တည်ရဲ့အတွက်စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့အကြောင်းပြောပါရယ်။ဒီလေးတွေဆက်လေးတွေနဲ့ဟိုခောက်ခဲရောက်တွေဝေတဲ့ခါလဲရဘူးတဲ့ရှင်။ တော်တော့လေပြန်တော့ပြန်ကျင်တာဘောနော်ခက်ပြန်မှုတော့ခက်ခဲပါတယ်။ကုညီနိုင်တော့ကောင်းတာဘောနော်အခုလောလောဆယ်တော့ဟိုအိမ်ပြန်ဖို့မကူညီနိုင်ဘူးဆိုလဲဟိုလိုမျိုးပေါ့စီဆိုင်စားလေးထောက်ပတ်လို့ကုညီရဲဆိုလဲကျမတို့ကကျေးဇူးတင်ရတာဘောဘာလို့လဲဆိုတော့လေအခုချိန်ကလည်းဖျားရနေတဲ့အချိန်ဆိုတော့အကုန်လုံးကဖျားကြနာကြဆိုတော့ကုညီတဲ့လူကတော့မကြည့်အခုလက်ရှိကျမတို့မိသားစုမှာတော့အမီ၅ယောက်ရှိရတော့အ၃ယောက်ကတော့ဖျားရနေရပါပဲ။ ဒါပေမဲ့စစ်ဆောင်တွေကိုကုလသမဂ္ဂလာအုပ်ခံအဖွဲ့တွေအပါအဝင်ဘလို့ NGO INGO တွေကမှထိထိရရကူညီတာမရှိသေးတဲ့အပြင်စစ်ကော်မရှင်ဘက်ကလည်းထောက်ပံ့တာမရှိဘူးလို့သိရပါတယ်။လူဦးရေ3000လောက်နေထိုင်ခဲ့တဲ့ဗမော်မျိုးကန်80ရာခိုင်နှုန်းလောက်ဟာအခြေခံလူဒန်းစားတွေဖြစ်ကြပြီးပြင်လွင့်ဘက်မှာဆိုရင်အခြေခံစားတော့ကုန်တွေအပြင်စောင်းချန်အောင်ဖျားအုပ်ခွပကံလိုအတုံးဆောင်တွေနဲ့စေဝါးတွေပါလိုအပ်တဲ့အကြောင်းကုညီသူကပြောပြပါဗျာ။ တဖက်မှာလည်းဗမော်မြို့မှာ KIA နဲ့စစ်ကောင်မရှင်တပ်တို့တိုက်ပွဲတွေပြင်းထန်နေပြီးနေအိမ်အများစုလည်းမီးလောင်ပျက်စီးခဲ့ရတာကို Google Map ကနေတောင်ထင်ထင်ရှားရှားတွေ့မြင်နေရပါတယ်ကျွန်တော်စိုးသူအောင်ပါ ပြည်သင်းနိုင်ငံပါရီမြို့အနောက်ဘက်ကမွန်ပြော်တိုက်ကြီးဖြစ်တဲ့ Hyatt Regency Hotel ရဲ့ချင်းရင်မှာပြည်သင်းနိုင်ငံဆိုင်ရာတောင်အာဖရိကတန်မဲကြီးကိုစီနာတီအီမန်နူရဲ့နာတီမက်သောတည်ဆုံနေတာကိုစတင်ပါလ30ရက်နေ့အင်္ဂါနေ့မှာတွေ့ရှိခဲ့ရကြောင်းပါရီအစိုးရရှင်နေယုံကပြောကြားခဲ့ပါတယ်။တဲ့အမေကြီးနာတီမေသောပျောက်ဆုံးနေကြောင်းကိုသူ့ဇနီးဖြစ်သူကတလင်းလန်တဲ့ညနေပိုင်းမှာတည်င်းပစ်ပို့ခဲ့တာပါ။ ။အဲ့ဒီအချိန်မတိုင်ခင်ကဇနင်းဖြစ်သူကိုစိတ်ပူကြောင်းမတ်ဟော်စီကမက်ဆေ့တစာကိုလက်ခံရရှိခဲ့တယ်လို့အစိုးရရှိနေရုံကပြောကြားခဲ့ပြီးသတင်းစာကအစီရင်ခံစာတွေကိုအတည်ပြုခဲ့ပါတယ်။မက်တဟောဟာ20နလောကအခန်းတခန်းကိုကျူတီစီရင်တွင်ထားတာကြောင့်တရုတ်လိုရှင်နေရုံကပြောကြားခဲ့ပြီးလုံခြုံရေးအတွက်ပိတ်ထားတဲ့ပတင်းပေါက်ကိုလည်းအတင်းဖွင့်ထားတာကိုတွေ့ရတယ်လို့ဆိုပါတယ်။စုံစမ်းစစ်ဆေးမှုတွေကိုလှုံ့ဆော်နေပြီးအဲ့ဒီရှားလန်ကိုတော့ကျူတင်သိရှိနိုင်မှာမဟုတ်ဘူးလို့ပြောဆိုပါတယ်။ ပြည်ထောင်နိုင်ငံဆိုင်ရာတောင်အာဖရိကသတ္တမန်ကိုယ်စားလှယ်ပိုင်းကာတစီကို အင်ကာနဲ့မိုးလယ်ပိုင်းကဟိုတယ်အပြင်ဘက်မှာရပ်ထားတာကိုတွေ့မြင်ခဲ့ပါရဲ့ရှင်။ဖိလစ်ပိုင်နိုင်ငံအလေးပိုင်းမှာအင်ကာနေကပြင်အား9.3ညရှိတဲ့ငလျင်တစ်ခုလောက်ခတ်ခဲ့တာကြောင့်ဖိလစ်ပိုင်မိတော်နဲ့ငလျင်ဆိုင်ရာသိပ်ဖက် Facebook ကဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ပါရဲ့။ပြည်သူတွေကမ်းခြေတွေနဲ့ဝေဝေးနေဖို့ကိုလည်းသတိပေးထားပါရဲ့။ ငလီဘေးဒန်တင်ဒေတာတွေမှာစာတင်ချောင်းတွေပိတ်ထားရပြီးရာစုနှစ်များစွာတက်တန်းရှိတဲ့ဖျားချောင်းတွေပြက်စီးခဲ့ပါတယ်။လဲတေကျွန်း၊စီဘူးကျွန်းနဲ့ဗလေးရကျွန်းတွေကလူတွေကိုကန်ချေတွေ၊ကန်ရိုးတဲတွေနဲ့ဝေဝေးနေဖို့ကန်ရိုးတဲနဲ့နီးတဲလူတွေကိုကုန်းတွေရွှေ့ဖို့တတိပေးထားပါတယ်။စီဘူးမျိုးမှာငလီလုတ်ခတ်ပြီးတဲ့နောက်ရာစုနှစ်များစွာတက်တန်းရှိတဲ့ကက်သလစ်ဖျားချောင်းတစ်ခုပြိုကျခဲ့လို့ဖိလစ်ပိုင်အခြေစအင်ကော်ရာသတင်းဌာနကပြောပါတယ်။ဗက်တရယာကျွန်းပေါ်ကစိန့်ပီတာနဲ့စိန့်ဘောဖျားချောင်းလဲငလီ င်းလှုပ်ချိန်မှာပြိုကျခဲ့တယ်လို့ Fista သတင်းဌာနကပြောပါရယ်။လာပူလာပူမျိုး၊မေတာဝေမျိုး၊တာလီစင်မျိုး၊မင်္ဂလန်နီလာ၊ကွန်ဆိုလာစီယွန်နဲ့လီလိုအန်မျိုးတွေအပါအဝင် စီဘူးကျွန်းရဲ့နေရာတော်တော်များများမှာပုံတဟုနေအတွက်ကျောင်းတွေကိုဆိုင်းငံ့ထားပါရဲ့ရှင်။ဒီပွဲရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခေကြရတာပါ။ကျမကေခိုင်ပါ။ကျေးဇူးတင်ပါတယ်ရှင်။